အားလုံးပဲမင်္ဂလာပါတငယ်ချင်းလေးတို့ရေမြက်ကလေးတွေရဲ့ကာတွန်းလေးတွေကိုသဘောကျရဆိုရင်တော့ USPBN လေးကိုခွင့်ပြီးတော့ကြည့်ပါကြဖို့မမေ့နဲ့နော်တပတ်လောက်အကိုရဲ့အိမ်ကိုသွားလေတော့နေ့တိုင်းလျက်ဆက်တဲ့အသားတွေစားရတယ်။အိမ်ကိုပြန်လာပြီဆိုတော့ကို့ဟာကိုရုံးကံမှဖြစ်တော့မှပြီးတော့လေဒီတော့အချင်းငှက်တွေကရန်ကိုထက်မြက်ကြတာ။ငါအမဲလိုက်မှကိုကြောက်ပြီးတော့တောင်မောင်ရောင်လာကြတာမဟုတ်ဘူး။ ရာစာသိန်းကကဘိုက်စာနေရာကြောင့်ကျင်းငက်သူတီးလေးတွေကိုအမဲလိုက်ဖို့အတွက်စဉ်းစားနေတော့တာပေါ့။ငါကလေးတွေကိုတော့အမဲလိုက်လို့ရတယ်။ဒါမဲ့နွေရာသီရောက်နေတာဆိုတော့အသားတွေကပုတ်တိုးသွားလိမ့်မယ်။အရင်ဆုံးရှေခဲတက်တာဝယ်မှဖြစ်မယ်။အဲ့ဒါမှအေးအေးတက်နဲ့အသားတွေမပြည့်စည်သွားမှာ။တရက်တရက်ပုတ်ပူလာတာကြောင့်ရာစာသိန်းကကရေခဲတက်တာဝယ်ဖို့အတွက်ဆုံးဖြတ်လိုက်တော့တယ်။ဝါ။ရေခဲမုတ်ရေခဲတက်တာမိုက်လိုက်တာ။ငါရဲ့ရောက်ဖောက်လက်ဆောင်ပေးဖို့အတွက်လုံးဝ perfect ပဲ။ ပြီးတော့ငါးချောင်းနဲ့အဲ့ဒီကောင်ကအလုတ်တစ်ခုကအလုတ်လုတ်လိမ့်တော်ရမှာရေခဲမုတ်ရောင်းလိမ့်မယ်ကျက်တူရေကလည်းရေခဲတက်တာဝဲနေရပေါ့အဲ့ဒီချိန်မှာရာစာသိန်းကကအဲ့ဒီနေရာကိုရောက်လာတော့တယ်ဟဲကျက်တူရေဝဲထားတဲ့ရေခဲမုတ်ရေခဲတက်တာတော်တော်လေးကိုမိုက်တာပဲရာစာသိန်းကရေခဲမုတ်ရေခဲတက်တာကိုကြည့်ပြီးတော့အကြံနေထွက်လာတော့တယ်อืมအခုတော့ပြောစရာကောင်းပြီပဲကျင်းငတ်တွေကိုအမဲလိုက်ဖို့အတွက်အကောင်းဆုံးနည်းပြဟာကိုရပြီငါဒီလိုရေခဲတက်တာကိုဝဲလိုက်မယ် ပြီးရင်ရေခဲမှုရောင်းတာကိုဖမ်းပြပြီးတော့တော်တဲ့ကိုသွားရမယ်။ပြီးရင်ကလေးလေးတွေကိုအမဲလိုက်မယ်။ဘယ်သူမှလည်းသိမှာမဟုတ်တော့ဘူး။ကလေးတွေအားလုံးကိုဘယ်သူမှမသိအောင်ရေခဲတက်တာတွေကိုထည့်ထားပြစ်မယ်။ရှာစာပြောလေရေခဲတက်တာဘယ်မျိုးစားကိုလိုချင်တာလဲ။ကျွတ်တူရွေးဝဲတဲ့ရေခဲတက်တာအတိုင်းငါလည်းလိုချင်တဲ့စည်းကွက်အလုပ်လုပ်ဖို့ငါစဉ်းစားထားတယ်။ချင်းငက်တည်းရဲ့တော်ရဲမှာရေခဲမှုသွားရမလို့လေ။ဟာ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  ာစာရဲ့မင်းဘယ်တော့ဒီလောက်တောင်ရိုးသားတော့ရတာလဲပထမအဆုံးအချိန်ငါနားနဲ့ကြားလို့ကွယ်ကြည့်ပါဦးယာစာလည်းအလုံးလုံးတော့မလို့တဲ့အဲ့ဒါတော့ဟုတ်ပါတယ်ဘာလို့လဲဆိုတော့ငါမိထုဘရင်ရဲ့ဒေါသနဲ့အပြစ်တွေကိုကြောက်တယ်လीအဲ့ဒါကြောင့်မလို့ပတ်စံရှာပြီးတော့ဈေးကနေပဲအသားတွေဝယ်ပြီးတော့စားတော့မလို့ငါဘဝမှာဘယ်တော့မှကလေးလေးတွေကိုမစားတော့ဘူးလို့ဆုံးဖြတ်လိုက်ပြီကောင်းပြီကောင်းပြီယာစာမင်းဒီလိုရေခဲတက်တာမျိုးရစေရမယ် အဲ့နောက်မှာတော့ရာစာသိန်းကကကြက်တူရေးဝဲသွားတဲ့အတိုင်းရေခဲမုတ်ရေခဲတစ်တာကိုဈီးကွက်စီယာနေဝဲလိုက်တော့တယ်။ကလေးတို့ရေရေခဲမုတ်အေးလေးစားကြမယ်လေ။ကလေးတို့ရေလာကြ။စတော်ဘယ်ရီ၊ဗနီလာ၊ချောကလက်ရေခဲမုတ်အားလုံးရမယ်နော်။အဲ့လိုမျိုးအတန်ပေးပြီးတော့ရာစာသိန်းကကတောထဲမှာပတ်ပြီးတော့ရေခဲမှုရောင်းနေတာပေါ့။ဒါဘာလဲဟာ။ရာစာသိန်းကကရေခဲမှုရောင်းနေရလား။ပထမဦးဆုံးချိန်တွေ့ဘူးတာပဲ။ ကြည့်ရတာရာစာလိမ့်မာနေပြီထင်တယ်။အမေတားရေခဲမှုစားခြင်းနဲ့တိုင်ငယ်အန်ကက်စီကိုတောက်ခွင့်ပေးပါနော်။မေပစံနည်းနည်းလေးပေးပါလား။ရေခဲမှုတားတော့ဝယ်စားမလို့။တားရေမရဘူး။အမေကြောက်တယ်။ရာစာတားကိုထိခိုက်အောင် လုပ်ရင်ဘယ်လိုလုပ်မလဲ။အဲ့ဒီအချိန်မှာခိုးကလေးလေးကပြေးလာပြီးတော့ရေခဲမှုစားဖို့အတွက်ရောက်လာတော့တယ်။အမေဟိုမှာကြည့်လိုက်ခိုးလေးလည်းသွားနေရပဲ။တောက်လည်းတောက်ခွင့်ပေးပါနော်။ မဟုတ်ရင်ရေခဲမှုတွေကုန်သွားလိမ့်မယ်ကျွန်တော်အခုချက်ချင်းသွားပြီးတော့အခုချက်ချင်းပြန်လာခဲ့မယ်ကောင်းပြီကောင်းပြီရေခဲမှုသွားဝယ်လိုက်ဒါမဲ့အိမ်ကိုပဲတမ်းပြီးတော့ပြန်လာရမယ်နော် အမေအိမ်ကိုအရင်ပြန်နှင့်မယ်တားရဲ့အဖေအတွက်ထမင်းဟင်းရလဲချက်ရအောင်ပါဟုတ်ပြီလားအိမ်ကိုမြင်မြန်လေးပြန်လာခဲ့နော်ကိုကူစာကလေးကိုပတ်စံပေးပြီးတော့ဘဝစာကလေးမကအိမ်ကိုပြန်သွားတော့တယ်။အဲ့နောက်မှာတော့ကုကူနဲ့ခိုလေးတို့ကရေခဲမဝယ်ဖို့အတွက်ရာစာသိမ်းခန်းစီကိုရောက်လာတော့တယ်။အန်ကေ အန်ကတောက်ဟုစတော်ဘယ်ရီရေကမ်းမုတ်ပေးပါတောက်ဟုကချောကလေးရေကမ်းမုတ်နှစ်ခုပေးတစ်ခုကတားအတွက်နောက်တစ်ခုကတားရဲ့အမိအတွက်တခါရဲ့နဲ့တားကောင်းတစ်ကောင်းလုံးရောက်လာတာပဲသူတို့ရေကဲတက်တာတွေကိုမြ мян ထဲမှာဟုတ်ပြီကလေးတို့တားတို့နှစ်ယောက်စလုံးအခုပဲရေကဲမုတ်ပေးမယ်ရာစာတိုင်းကဖေးပပလေကိုကြည့်လိုက်တော့ရင်ဘသူမှမရှိရကြအောင်မြ мян လေးကလေးနှစ်ယောက်ကိုဖမ်းပြီးတော့ရေကဲမုတ်ရေကဲတက်တာတွေကိုထည့်လိုက်တော့တယ် နောက်တော့တကားကိုပိတ်လိုက်တော့တယ်။စားကြမယ်လေကလေးတို့စားကြမယ်။အေးအေးလေးနဲ့ချွတ်ချွတ်မွတ်မွတ်လေးရေခဲမုတ်။ရှစ်နဲနဲကိုဆက်သွားပြီးတော့ရာစာသိန်းခက်ကဘူဘူငတ်မလေးနဲ့စက်တူရီကိုလည်းဖမ်းပြီးတော့ရေခဲသစ်သားလေးကိုထည့်လိုက်တော့တယ်။အဲ့ဒီရာစာသိန်းခက်ကကလေးလေးအောင်လုံးဖမ်းလိုက်တော့တာပေါ့။ဒါပေမဲ့လည်းအဲ့ရေခဲတက်တာတွေမှာ ကလေးတွေကိုဖမ်းပြီးတော့ထည့်ထားတဲ့အကြောင်းတော့ဘယ်သူမှမသိဘူးပေါ့အမေကဟင်းသီးဟင်းရွက်ဝယ်ခိုင်းလိုက်တာဒါမှငါအရင်ကရေးစားတာပဲအေးအေ ခဲမှုစားရရင်တော့တော်တော်လေးကိုကောင်းပါပဲခြေကန်ကလေးလေးကရေခဲမှုရောင်းနေတာကိုတွေ့ပြီးတော့ပြေးသွားလိုက်တော့တယ်အန်ကေးအန်ကေးတားအတွက်အေးအေးလေးချောကလက်ရေခဲမှုတစ်ခွက်လောက်သူလည်းရောက်လာပြီပေါ့ဒါပေမဲ့ तू ကခြေကန်ရဲ့ကလေးပဲ तू ကအရန်အောင်ထက်မြက်တာသူ့တော့ငါတည်တည်ချာချာလှဲ့ွက်စင်ပြီးတော့ဖမ်းမှဖြစ်မယ်အဲ့လိုတွေးပြီးတော့ရာစာသိန်းကကခြေကန်ကလေးကိုတိုက်ခိုက်လိုက်တော့တယ် ဒါပေမဲ့ကြည်ကန်းကလေးကလွတ်အောင်ရှုံးပြီးတော့မြ мян လေးပြေးသွားလိုက်တော့တာပေါ့ဟွန်းလူလေလေးပဲငါလက်ထဲကနေရအောင်ထွက်ပြေးသွားသေးတယ်ငါသူ့ကိုလွတ်ပေးလိုက်လို့မဖြစ်ဘူးသူ့ကိုသာမဖမ်းမိရင်တော့အကျင်းငက်တွေအားလုံးအမှန်တိုင်းပြောလိုက်မယ်ရာစာတိုင်ငက်ကကလေးတွေကိုဖမ်းနေတယ်ဆိုပြီးတော့ရာစာတိုင်ငက်ကလည်းကြည်ကန်းကလေးလေးကိုဖမ်းဖို့အတွက်နောက်ကနေပြေးလိုက်သွားတော့တယ်နောက်တစ်ဖက်မှာတော့ကျက်တူရီကသူ့ရဲ့ရောက်ဖအတွက်ရေခဲမုတ်ရေခဲတစ်တာကိုဝယ်ပြီးတော့အင်ကိုပြန်လာတော့တယ်။ဒီမှာကြည့်မိမ့်မ မင်းရဲ့အတော့မကြတဲ့မောင်အတွက်ကိုရှိခဲတက်တာဝဲလာခဲ့တယ်။သူအလုံးလုံးမှဖြစ်လိမ့်မယ်။ကိုကုံတင်ကသွားယူလိုက်အောင်မယ်။ပြီးကြရင်ကုံတင်ကနဲ့ဒီရေခဲတက်တာကိုတင်ပြီးတော့မင်းမောင်နေတဲ့တောရဲကိုသွားပို့လိုက်မယ်။နားထောင်ပါအောင်ရှင်။ရှင်အများကြီးလှုပ်ပေးပြီးပြီဆိုမှတော့နောက်ထပ်တစ်ခုတော့ထပ်လှုပ်ပေးလိုက်ပါလား။ရှင်အများကြီးလှုပ်ပေးပြီးပြီဆိုတော့နောက်ထပ်တစ်ခုပါထပ်ပြီးတော့လှုပ်ပေးလိုက်ပါလား။ဒီရေခဲတက်တာရင်းမှာရေခဲမှုမှာထည့်ပေးလိုက်။အဲ့ဒါမှကျမရဲ့မောင်မနှက်ပြတ်တခါတဲ့အလုဆောက်လုပ်လို့ရမှာပေါ့။အာ ဟိုမိမရဲ့ဒီလောက်ရေခဲတက်တာအကြီးကြီးကိုကိုကဗလာကြီးပြိမယ်ထင်တာအစကတည်းကရေခဲမုန်တွေအများကြီးထည့်ထားပြီးသားအဲ့ဒီနောက်မှာတော့ကျက်တူကြီးကကုန်နေငါးယူဖို့အတွက်သွားလိုက်တော့တယ်ကျက်တူရဲ့မလေးကလည်းထမင်းချက်ဖို့အတွက်အိမ်ထဲကိုဝင်သွားလိုက်တော့တယ်ရာစာတိုင်ကကလည်းကြီးကန်းလေးကိုမမိပဲနဲ့လက်ဗလာနဲ့ပြင်ပန်းရင်ပြန်လာလိုက်တော့တယ်ဒီလောက်လေတဲ့ကလေးကိုငါမတွေ့ဘူးသေးဘူး ဘယ်ဟိုသွားလိုက်လဲမသိဘူးအဲ့ကလေးကတခြားသူတွေကိုမပြောခင်ငါအရင်ဆုံးကလေးတွေကိုထည့်ထားတယ်ရေကဲတက်တာကိုယူပြီးတော့ဒီကနေအဝေးကိုထွက်ပြေးမှဖြစ်လိမ့်မယ်ရေကဲတက်တာကိုပမာထားခင်မယ်ရာစာသိန်းကကမှတ်မှတ်မိတော့ဘူးပေါ့အဲ့အကြောင်းရာစာသိန်းကကစတူရဲ့ရေကဲတက်တာကိုယူပြီးတော့သွားလိုက်တော့တယ်ခဏကြာရဲ့နောက်မှာတော့ကစတူရဲ့ကကုံနေကားကိုခေါ်ပြီးတော့အိမ်ကိုရောက်လာတော့တယ်ဟဲ့တော့ငါရဲ့ရေကဲတက်တာဘယ်ရောက်သွားလဲဖះရဲ့ကြည့်ရတာရေကဲတက်တာကိုတခုခုဝိုင်းနေတူတယ် အဲ့နောက်မှာတော့ကျက်တူရဲကစိတ်ငြင်းငြင်းနဲ့တောထဲမှာပတ်ပြီးတော့ရေခဲတက်တာကိုလိုက်ရှာလိုက်တော့တယ်။ခဏကြာတဲ့နောက်မှာတော့ကျက်တူရဲကရေခဲတက်တာကိုတွေ့သွားတော့တာပေါ့။ဒါပေမဲ့အဲ့ဒီရေခဲတက်တာကကျက်တူရဲဟာမဟုတ်ဘဲနဲ့ကလေးတွေကိုဖမ်းပြီးတော့ထည့်ထားတဲ့ရာစာတိုင်းငယ်ရဲ့ရေခဲတက်တာဖြစ်နေတာပေါ့။ငါ့ရဲ့ရေခဲတက်တာပဲ။ဘယ်တခိုးကငါ့ရဲ့ရေခဲတက်တာကိုခိုးပြီးတော့ဒီလိုရှူလာလဲမသိဘူး။ဟုတ်သားပဲငါနားတယ်ပြီ။ရေခဲမုန်တွေအားလုံးကိုခိုးပြီးတော့ရေခဲတက်တာကိုထားခဲ့ရဖြစ်ရမယ်။ဒါကြောင့်ရေခဲတက်တာဒီမှာရှိနေရတာ။ ကျတူရီကရေခဲတက်တာအဖုံးဖွင့်လိုက်တဲ့အချိန်မှာတော့ကလေးတွေအားလုံးကရေခဲတက်တာတွေကနေထွက်လာလိုက်တော့တာပေါ့အဖေအဖေတော်ပါသေးတယ်တားတို့ကိုကယ်လိုက်လို့မဟုတ်ရင်တိုင်းကအန်ကယ်ကတားတို့ကိုရေခဲတက်တာထဲမှာပိတ်ပြီးတော့ခေါ်သွားနေတာဩအဲ့ဒါကြောင့်ညာစားတိုင်းကကရေခဲတက်တာဝယ်တာပေါ့လေကလေးတွေကိုဖမ်းလို့ရအောင်ငါထင်လိုက်တာအလုံးလုံးလို့ပေါ့လေတောင်ပေါ်ရောက်တဲ့အချိန်မှာရာစာတိုင်းကကရေခဲတက်တာကိုဖွင့်ကြည့်လိုက်တော့တယ် အဲ့ဒီအချိန်မှာရေကန်းမုန်နေရလွဲပြီးတော့တခြားဘာမှမရှိဘူးပေါ့ဟဲ့ဒါကဘလို့ဖြစ်တာလဲကလေးတွေကဘယ်ရောက်သွားတာလဲကလေးတွေကိုဖမ်းပြီးတော့ငါရေကဲတက်တာလဲထည့်ထားတာပါရှာသာတိုင်းကကဘာတွေဖြစ်နေမှနားမလည်ဘူးဖြစ်နေတော့တယ်သူ့ရဲ့စူးစမ်းမှုတွေအားလုံးကအလကားဖြစ်သွားတော့သူစားဖို့အတွက်ကလေးတယောက်တောင်မရှိတော့ဘူးပေါ့ချစ်ရတဲ့တငယ်ချင်းတို့ဒီပုံရင်လေးကိုသဘောကျရဲဆိုရင်ဗီဒီယိုလိုက်လုပ်သွားကြပါအောင်နော် ပြီးတော့ဒီလိုမျိုးပုံမြင်လေးတွေကိုနားထောင်ဖို့အတွက် channel ကိုလည်း subscribe လုပ်ဖို့မမေ့နဲ့နော်ရရသည့်အချိန်ခါမှာပေါ့တောထဲမှာအပူချိန်ကလည်းမြင့်တက်နေတော့တယ်တိရက်တရားလည်း၆ကုန်တာပေါ့တရိတ်ဆန်တွေကလည်းဟိုဘက်ဒီဘက်သွားပြီးတော့အရိတ်ကိုလိုက်ရှာနေကြပေါ့ဘဝစားကလေးမကသူ့ရဲ့ကလေးလေးတွေနဲ့အတူအိမ်ထဲမှာနေထိုင်နေရဲ့ နောက်တော့ကလေးတွေစီကနေညင်းညူတန်းတွေကိုနားထောင်နေတော့တာပေါ့အဲ့ဒီနောက်မှာဝဝစာကလေးမလေးကသူ့ရဲ့ကလေးတွေကိုချစ်စနိုးနဲ့ပြောလိုက်တော့တယ်ကလေးတို့ရေဘာတွေဖြစ်ကုန်ပြီလဲဆိုတာကြည့်ပါဦးလားနေပူချိန်ကြောင့်အမေတို့ရဲ့အတောင်ပံတွေတောင်လောင်ကုန်ပြီကလေးတို့ကအေးတဲ့အရာကိုစားချင်လို့ပူစားနေကြတယ်အမေတို့ကဆင်းရဲတယ်လေအမေတို့မှဘာမှရှိတာမဟုတ်ဘူးမေသမီးကအိုင်စကရင်စားချင်တယ်အိုင်စကရင်ကရင်ထဲကိုအေးစေတယ်လေ တမီးကအိုင်စကရီမ်အားကြိုက်တဲ့ဟာကိုရမ်းနဲ့အရသာရှိရာမမီရဲ့ဘဝစာကလေးမကတဖြည်းဖြည်းချင်းစီပြုံးပြပြီးတော့စိတ်ညစ်သွားတော့တယ်။ကလေးတို့ရေအမေလည်းကလေးတို့လိုအိုက်စကရီမ်ကြိုက်တာပဲ။ဒါမဲ့အမေတို့ကရမ်းအောင်ဆင်းရတာအိုက်စကရီမ်ဝယ်ဖို့အတွက်လည်းပတ်စံရှိတာမဟုတ်ဘူး။ကြည့်ပါဦးလားအမေတို့အိမ်ကြီးချင်းနဲ့အားလုံးကချမ်းသာကြတာ။အဲအားကြောင့်မလို့သူတို့ကအိုက်စကရီမ်ဝယ်စားနိုင်ကြတာပေါ့။ပြီးတော့အားလုံးကရမ်းအောင်လည်းဝမ်းသာနေကြတာ။ အမေတို့ကဘဲချင်းကြမှာအဲ့လိုနေမျိုးပိုင်ဆိုင်ရမလဲဆိုတာမသိတော့ပါဘူးဝဝါစာကလေးမလေးရဲ့စကားကိုနားထောင်ပြီးတော့ဝဝါစာကလေးမရဲ့အိမ်သားကတစ်ပင်မှာထိုင်နေတဲ့ဇပယ်ကျက်တူရီနဲ့မင်းမင်းကျက်တူရီတို့ကရီလိုက်တော့တာပေါ့အဲ့နောက်မှာမင်းမင်းကျက်တူရီကဝဝါစာကလေးမလေးကိုနှောင်ပြောင်းနေပြောလိုက်တော့တယ်ကြည့်ပါဦးကြည့်ပါဦးဝဝါဝမ်းနေနေရဲ့ပုံပဲသူ့ရဲ့ကလေးတွေကိုအိုင်စခရီးနဲ့ဝယ်မကျွေးနိုင်လို့တယ်လေတနာဖို့ကောင်းလိုက်တာကွယ်ငါမှာတော့သူ့ကိုကြည့်ရင်လည်းအယောင်စိတ်မကောင်းဖြစ်မိတယ် စပယ်ချက်တူရေးမာလီယာရီပြီးတော့ပြန်ပြောလိုက်တယ်။ဟုတ်ပါနော်။သူ့စီမှာအိုင်စကရီးမ်ဝယ်စားဖို့တောင်ပတ်စံရှိတာမဟုတ်ဘူး။စီးရင်သားတွေဘလို့များနေမလဲလို့ကျွန်မကြည့်ချင်နေတာ။ဘဝစားကလေးမကအဲ့စကားတွေကိုကြားပြီးတော့ထောက်လိုက်တော့တယ်။စိတ်မပွားတဲ့ကလေးတို့ရဲ့အမေတို့အလွယ်တကူအရှုံးပေးလို့မဖြစ်ဘူး။ကောင်းတာတွေဖြစ်လာတော့မှာပါ။အမေကကလေးတို့ကိုဂရုပေးရဲ့။အမေကလေးတို့ကိုတေချာပေါအိုင်စကရီးမ်ချေးပါမယ်။ ဘဝစာကလေးမလေးကမြစ်ကမ်းနားမှာထိုင်နေရပေါ့နေပူတဲ့ဒံအောင်အလေးမထားမိတော့ပဲကလေးတွေကိုဘယ်လိုမျိုးအိုင်စကရီမ်ဝယ်ကြည့်ရမလဲဆိုတာကိုပဲတွေးရင်းနဲ့ရင်ထဲမှာပူနေတော့တယ်သူ့ရဲ့မျက်ရည်တွေကဝဲနေပြီးတော့ဖះစီမှာဆူတောင်းနေရပေါ့ဘဝစာကလေးမကမိုးကောင်းငင်ကိုကြည့်ပြီးတော့ပြောလိုက်တော့တယ်ဖះသခင်ရဲ့ကျမမှာကလေးတွေကိုပြောင်းအောင်ထားဖို့အတွက်ဘာမှမရှိဘူးဖြစ်နေတယ်ကျမမှာအိုင်စကရီမ်ဝယ်ကြည့်ဖို့တောင်ပတ်စံမရှိဘူးရဲ့ကလေးတွေကအရန်ကိုမျောလင်းနေကြတာ တနာတော်အဖြစ်ကုညီပေးပါနော်ဖရာရဲ့လမ်းပြပေးပါနော်တို့လိုချင်တဲ့ပျော်ရွှင်မှုကိုပေးနိုင်မှုအတွက်ဆောင်မပေးပါနော်ဘဝစာကလေးမရဲ့ဆုတောင်းကိုကြားပြီးတော့မွေးမယ်တော်ကရောက်လာတော့တဲ့အဲ့နောက်မှာဝဝစာကလေးမရဲ့အရှိမအရိတ်မဲကြီးပေါ်လာပြီးတော့အယံအောင်ချောမောလှပါတဲ့မွေမလေးကထွက်ပေါ်လာတာပေါ့သူ့ရဲ့မျက်လုံးတွေကတောက်ပနေတော့တဲ့ဝဝစာကလေးမရဲ့အနာကိုရောက်လာပြီးတော့သူ့ရဲ့ตาရာခြုံမြလာတဲ့အတန်နဲ့ပြောလိုက်တော့တယ်နင်းအဆူတောင်းကကြားခဲ့တယ်ဝဝါ နေရနေ့ရကလေးတွေကိုအိုင်စကရင်ချေးချင်တာကြောင့်မဟုတ်လား။ဘဝစာကလေးမကအံ့ဩပြီးတော့ကြောက်ကြောက်နဲ့မွေမလေးကိုပြောလိုက်တော့တယ်။နေနေကဘာလုပ်လဲ။ပြီးတော့နေ့ရအတန်ဘာလို့အဲ့လောက်တောင်ချုံမြင်နေရတာလဲ။ပြီးတော့ဘလို့လုပ်ပြီးတော့ဆူတောင်းတာကိုကြားနိုင်ရတာလဲ။ငါကမွေမလေးတော်ရဲ့အဆောင်ရှောက်ပေါ့။တတော်လုံးကိုလိုက်ပတ်ပြီးတော့အားလုံးရဲ့ဆူတောင်းကိုလိုက်နာထောင်တယ်လေ။နေ့ရနာကျင်မှုတွေကိုငါခန်းစားခဲ့ရတယ်။ မင်းရဲ့နှလုံးသားထဲမှာကလေးတွေအတွက်ဘလောက်တောင်အချစ်တင်နေဖြစ်နေလဲဆိုတာကိုငါသိပါတယ်။တကယ်လို့နေသားကူညီပေးနိုင်မယ်ဆိုရင်ငါရဲ့ဝန်တာအမဒါပေမဲ့နေငါ့ကိုဘလို့ကူညီပေးနိုင်မှာလဲ။ငါကအရန်ကိုစင်းရတာငါစီမှာမှပြန်ပေးစရာဘာမှမရှိတာဘလို့လုပ်ပြီးတော့နေရဲ့အကူအညီကိုရနိုင်မှာလဲ။နေလို့ကျန်တာမှန်သမျှကိုငါပေးနိုင်တယ်။ငါနဲ့ကိုမော်အိုင်စကရီးတစ်ပင်စီကိုခေါ်သွားပေးမယ်။အဲ့ဒီတစ်ပင်ကနေမရေမတွက်နိုင်တဲ့အိုင်စကရီးတွေကိုယူလို့ရတယ်။ ဒါမဲ့နေ့ရက်ရှိရဲ့ချက်ကတော့မှန်ကန်မှဖြစ်မယ်နော်ဘယ်တော့မှလောဘကြီးလို့မရဘူးပြီးရင်ကလေးတွေကိုလည်းအများရန်စိတ်ရင်းနဲ့ချစ်ပေးနိုင်ရမယ်ဘဝစားကလေးမကအံ့ဩသွားပြီးတော့မျောလင်းချက်အပြည့်နဲ့မေးလိုက်တော့တယ်ဘာနေ့တကယ်ဘယ်အလို့လုံနိုင်တာလားမော်အိုက်စကရီးတစ်ပင်ဟုတ်လားအဲ့ဒါဆိုရင်လည်းငါကတိပေးပါရဲဘယ်တော့မှလောဘမကြီးပါဘူးအများရန်မှန်ကန်တဲ့လမ်းကိုပဲရှောက်ပါမယ်ဒါဆိုငါနဲ့အတူလိုက်ခဲ့အဲ့ဒီတစ်ပင်ကိုငါလိုက်ပြပေးမယ် မွေမကဝဝဆာကလေးမကိုတောနဲ့ထဲကိုခေါ်သွားလိုက်တော့တယ်။အဲ့ဒီမှာကြီးမားလာတဲ့အပင်ပင်ရှိတော့တယ်။အဲ့ဒီအပင်မှာ ice cream နဲ့အများကြီးကတွဲလောင်းကျနေတာပေါ့။အဲ့ဒီအပင်တစ်ပင်ရဲ့အရိပ်ကလည်းရံ့ကိုအေးမြလွန်းလာတယ်။လေလေးတွေကလည်းဖြင်းချင်းစွာတိုက်ခတ်နေတဲ့အပင် ice cream နဲ့အရေပြောပြီးတော့အောက်ကိုပြုတ်ကျတဲ့အတန်ကိုလည်းကြားနေရတာပေါ့။ဝဝဆာကလေးမကလည်းအံ့ဩပြီးတော့မော်တစ်ပင်ကိုကြည့်ပြီးတော့ပြောလိုက်တော့တယ်။ဟာဒါကမဖြစ်နိုင်ဘူးလေ။ဒါကဘာလဲ တကယ်ကိုအိုင်စကရီးမင်းလားဒါအိုင်စကရီးတက်ပင်မယ်နင်းစိတ်ကြအိုင်စကရီးတွေကိုယူသွားလို့ရတယ်နင်းရဲ့ကလေးတွေကိုလည်းအမြဲတမ်းပျော်ရွှင်အောင်ထားပေးနိုင်လိမ့်မယ်ဒါမှမဟုတ်တော့ထားနော်ဘယ်တော့မှလောဘမကြီးမိစေနဲ့တကယ်လို့နင်းသားနင်းရဲ့ယူရဲ့ချက်ကိုပြောင်းလဲလိုက်ရင်ဒီတက်ပင်ကနင်းမှာရှိသမျှကိုယူသွားလိမ့်မယ်ငါ့မော်အိုင်စကရီးတက်ပင်မယ်ငါအမြဲတမ်းနှလုံးသားထဲမှာအမှန်တရားနဲ့ချစ်ချင်းမြတ်တာတွေပြည့်နေနေတဲ့သူကိုပဲအမျိုးမျိုးသောအိုင်စကရီးတွေကိုပေးတာ။ တကယ်လို့ရွေချက်တွေသာပြောင်းလဲသွားရင်သူ့ဆီကနေအရာမှန်သမျှကိုငါယူပစ်မှာဘဝစာကလေးမကမှော်တစ်ပေကိုကြောက်ကြောက်လန့်လန့်နဲ့ပြောလိုက်တော့တယ်နားလေပါဘီကလေးတွေအတွက်ပဲအိုင်စကရင်ယူပါမယ်ဘရောမှလည်းလောဘမကြီးပါဘူးဘဝစာကလေးမကအပင်ကနေအိုင်စကရင်ကိုခုယူလိုက်တော့တယ်နောက်တော့ကလေးတွေစီကိုရောက်လာတော့တယ်ကလေးတွေကအိုင်စကရင်ကိုတွေ့ပြီးတော့ပျော်လွန်းလို့ထားခုန်ကြတော့တာပေါ့ ဲ့နောက်မှာဝဝစာကလေးမရဲ့ကလေးတွေကအိုင်စကရင်စားရင်းနဲ့ဝမ်းသာပြီးတော့သူတို့ရဲ့အမေကိုပြောလိုက်တော့တယ်။အမေ၊တမီးတို့အိုင်စကရင်စားခွင့်ရခဲ့ပြီ။အိုင်စကရင်ကအရင်ကရတာရှိရပဲ။တမီးတို့ထပ်ပြီးတော့စားကျင်သေးတယ်။ဝဝစာကလေးမကပြုံးပြီးတော့ကလေးတွေကိုဖက်လိုက်တော့တယ်။ဒီအိုင်စကရီးမ်စားကောင်းနေတာကသူ့ရဲ့အရသာကြောင့်ပဲမဟုတ်ဘူးအမေတို့ရဲ့အချစ်တွေကြောင့်ညသာရှိနေတာဒီမှာကြည့်ကလေးတို့ရဲ့အမေသာစိတ်ရင်းနဲ့ဆူတောင်းပေးမယ်ဆိုရင် လောကကြီးကအမေတို့ကိုကူညီပေးမှာပါ ဝဝစာကလေးမရဲ့အကြောင်းကတတော်လုံးပြည့်နှံ့သွားတော့တယ်။ကျင်းငယ်တွေအားလုံးကလည်းစစ်မှန်တဲ့အချက်နဲ့စစ်မှန်တဲ့အမှန်တရားကိုနားလည်သွားကြတော့တယ်။အဲဒီနောက်မှာဝဝစာကလေးမကမှော်တစ်ပင်နဲ့အတူပျော့ပျော့ရွှင်ရွှင်နေထိုင်သွားပါတော့တယ်။